လေးနဲ့မိခင်ကိုနှိပ်စက်တဲ့လိုင်းတာယာကထဲဆိုင်ပိုင်ရှင်ဘန်းခံရအပြစ်ဒဏ်ခံရနိုင်ခြင်းများကိုအမအမွန်သင်ပြောပြမင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုးစားပါတယ်ဒီတစ်ခါမှာတော့ကလေးနဲ့မိခင်ကိုနှိပ်စက်တဲ့လိုင်းတာယာကထဲဆိုင်ပိုင်ရှင်အဖမ်းခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လူတိုင်းလိုလိုတည်ပြီးသွားကြပြီဖြစ်တဲ့လိုင်းတာယာကဖြစ်စဉ်မှာကလေးနဲ့မိခင်ကိုလိုလာထက်ပိုနှိပ်စက်တဲ့ Twitter သူအထဲဆိုင်ပိုင်ရှင်ဟာ ဖန်ဆီးခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရပါတယ်။ဆန်ရှင်နဲ့အတူပြင်းမှုကျုံတော်သူဝန်ထမ်းများပါခေါ်သွားကြောင်းလည်းသိရပါတယ်။နောက်ပြီးဒီအကျုံးလွန်ခံရတဲ့အမျိုးသမီးကြီးကိုတော့ဒါအွန်လိုင်းကဆယ်လီတော်တော်များများကသွားရောက်ကူညီပေးဖို့ပြင်ဆင်နေကြပါပြီ။ဒီမျိုးသမီးကြီးဟာလှိုင်းတရားမဟုတ်ဘဲနဲ့ရွှေပြည်သားလော်ကား29ရပ်ကွက်မှာနေကြောင်းသိရပါတယ်။ဒီလှိုင်းတရားဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်ဆီးခံထားရတဲ့ Twitter ဆိုစိုင်းပိုင်ရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအပြစ်ဒဏ်ခံရနိုင်လဲဆိုတာကိုအမအမွန်သင်ရှင်းပြထားတာတွေ့လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။နားဆင်ကြည့်ကြပါအောင်မြတ်။အဲ့တော့ကျမကတော့မပြောချင်လဲဆိုတော့ရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်နော်။ဒီဘယ်သူမှန်းနေဘယ်သူမှားတယ်ဆိုတာထက်ကျမကတော့နောက်ထပ်ရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်။ဘာဖြစ်ဆိုကျမတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုယ်အမှားမဖြစ်ရအောင်လို့ကျမရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်နော်။ဘာဖြစ်ဆိုဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်။ဒါမှသာမင်းကျမတို့ကဆောင်းရမ်းရှောင်းရမ်း လေးလေးကိုသိနိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုတော့နင်းကဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အာမသိလို့ဒါရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်သိရယ်ဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမသိလိုက်လို့ဒါရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလဲဆရာမကြီးလောက်တယ်လို့ဒါမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကအဲမြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးတွေကနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရက်တွေဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြည်မှုကျွလုံးနေတဲ့သူတအူးကိုတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်59 60အရာအနည်းန းနားမှာရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ် အခုခိုးတယ်ခပိုင်းလိုက်တယ်စတဲ့ဖြစ်မှာကျွန်မတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါတယ်တဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะကိုယ်တိုင်ကျွန်မတို့ကဒီလိုဆုံးမတာလို့ကိုယ်တိုင်ရိုက်နှက်တာလို့စတဲ့ဖြစ်မှာเนาะဒီလိုမျိုးကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုယ်တိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟော ကိုကကိုကနှစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုတက်ဆိုင်ရအောင်မအပ်ဘဲနဲ့ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါ ညီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုယ်တိုင်ရိုက်နှက်ချင်းဆုံးပါတာပေါ့တကိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုကိုဟာကိုတကိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှားတဲ့3235 36တို့ရဲ့အောက်မှာပြစ်ထန်ရှိပါလေတဲ့3235ကတာမန်ရိုက်နှက်ချင်းတဲ့နော်ထောင်တန်နဲ့ငွေတန်းနဲ့နော်ဒဏ်ငွေတဲ့3235ထိခိုက်ဒဏ်ရာတိအောင်ရိုက်နှက်ချင်းတဲ့အများဆုံးထောင်9နှစ်နဲ့ဒဏ်ငွေတဲ့နော်နောက်တစ်ခါပုံမှား3236ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ချင်းတဲ့အများဆုံးထောင်တန်10 ယ်နှစ်နေတဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါလေတဲ့ဟောကဲနော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျမတို့ကနှစ်နာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်ပါအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်ပါအရာကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနှစ်နာလို့အာဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းတဲ့ခပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြစ်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစ်စီညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရရင် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မှာတဲ့တရားစွဲဆိုနိုင်ပါလေတဲ့ကဲ နော်အဲ့တော့ပုံမှန်ကြီးဥပဒေတရားဟိုမှာအာခုနှစ်နှစ်တရော၃နှစ်တရောဟုတ်တယ်နော်ကျမခုနပြောသလိုတက်တက်တကြုံနေထီတောင်ပါတယ်အဲ့တော့ကျမတို့တွေကအာတစ်ခါတလေချိန်ဥပဒေနဲ့ကနည်းနည်းလေးကျမတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျမတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုက်နိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျမတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့သခိုးတို့ခပိုက်နိုင်တို့ဆိုတာမူလနဲ့အားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မတို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမတိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျမတို့အာဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခက်ကကြတော့ social media ခက်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအနှွာပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမက तू ကနစ်နာသူပေါ့နော် तू သူ့ပစ္စည်းအခိုးခံတော့ तू ကနစ်နာသူနစ်နာသူကနေမှ तू ကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲ तू ဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာ तू စီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရက်မျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရင်ဘာမှ မှဖြစ်ပေမယ့်နားလေတက်ကြွနေတဲ့သူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစတဲ့ဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနှစ်လဲနှစ်နာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနစ်နာမှုတွေဖြစ်မယ်အဲ့တော့နောက်ဆိုရင်ဆောင်ရန်ရှောင်ရန်လေးတွေတိရအောင်လို့မလို့တိလို့ကျူးလွန်လိုက်တာလားဆိုတိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တကိုးအားပေးတာလည်းမဟုတ်ဘူးဆိုင်ရှင်ကိုမှန်နေမားတယ်လို့သုံးသက်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်ဆင့်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရန်ရှောင်ရန်နဲ့မိတို့မိပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်ဒါလေးကိုအဲ့တော့ကျမ တွေကဒီလိုမျိုးကိုယ်ကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်နိုင်တယ်မိတယ်အဲစတဲ့ဖြစ်မှာဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရအောင်အမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရလက်ကိုအပ်ပြီးတော့မှသူရဲ့ပြစ်မှုပြစ်ဒဏ်အင်ကပဲတက်ဆိုင်ရကစီမံပိုင်ခွင့်ကို အနည်းမှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှန်တွေနဲ့ညှိစိုးနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျွန်မပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျူးလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့သည်ရှိတော့ကိုကမတိလိုက်လို့ကျူးလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျွန်မကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလို့တာလည်းမဟုတ်ပါဘူးနော်ကျေးဇူးများကြီးတမရင်ကဲအားလုံးကြားပြီးတဲ့အတိုင်းပါပဲတခေါ့မီးလို့ဆက်ရှိတိုင်းလက်လွန်ကြက်တုံတွေမလုပ်ကြပါနဲ့ လောက်လည်းပဲမှတ်သားလောက်ရုံတော့အနှဲငယ်ပဲလောက်ကြပါအရန်နှစ်နာအောင်လောက်လို့တခိုးကမကျင်တဲ့ရင် သူ့အမားတဲသေးလေးကနေကိုအမားအကြီးကြီးဖြစ်သွားပါလိမ့်မယ်ပြီးတော့တခခုဆိုထေကနဲဆိုဆိုရှယ်မီဒီယာပေါ်အလွယ်လေးမတင်ကြပါနဲ့တင်ရတာလွယ်ပါတယ်ဖြတ်ဖို့ခက်ပါတယ်အခုဖြစ်စင်မဲ့ကြည့်ကြပါမူရင်းအကောင့်ပိုင်ရှင်ကအကောင့်ကို private လုပ်လိုက်ပေမဲ့ဗီဒီယိုကအရန်ပြန့်နှံ့သွားပြီး အွန်လိုင်းပေါ်ကနေဘယ်လိုမှပြန်ဖြတ်လို့မရတော့ပါဘူးဒါကတက်တူးထိုးသလိုမျိုးပါပဲတခါထိုးရင်တသက်လုံးဆွဲသွားတာအပေါ်ကဖုံးလို့ရတယ်ဆိုပေမဲ့တေချာစစ်ကြည့်ရင်မြင်နေရပါတယ်ဒါကြောင့်အွန်လိုင်းမှာတင်မယ်ဆိုရင်တော့မတင်ခင်အရင်စဉ်းစားကြပါလို့အကြံပြုလိုက်ပါတယ်အစောထီအောင်ကြိရှုနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ